အေရီတိုင်းကန်ကြီးတောင်သဘောငူကြီးရွာစစ်ကောင်မရှင်အုပ်ချုပ်ရေးမှုကချင်းချောက်ပြောဆိုပြီးစစ်မှုထမ်းဆောင်ခိုင်းသူလူငယ်နှုံးမှာ ရှေ့တန်းတိုက်ပွဲမှာတေဆုံးသွားတယ်လို့ဒေသခံတွေစီကသိရှိရပါတယ်။အဲ့ဒီသဘောငူကြီးရွာကိုစစ်ကောင်မရှင်ခန့်အုပ်ချုပ်ရေးမှုမှာဥကျော်တင့်ဝေဖြစ်ပြီးယာယီမှုစိန်မှုနဲ့ပူးပေါင်းကပို့ဆောင်လိုက်တာဖြစ်တယ်လို့ဒေသခံတွေစီကသိရပါတယ်။ရွာရဲကလူငယ်နှစ်ယောက်ကိုလည်းသူတို့ရဲ့ဖီးယားနဲ့စစ်တပ်ထဲအတင်းထည့်လိုက်ပြီးနောက်ရှေ့တန်းတနေရာမှာပဲတည်သွားတယ် သူတို့ကိုမပြောရဲလို့သာခေါင်းငုံခံနေရတာပါပြည်သူတွေရဲ့ယဉ်ထဲမှာမကျေနပ်ချက်တွေကများနေပါပြီလို့ဒေသခံဒူဘာ ERI Times ကိုပြောပါရယ်အုပ်ချုပ်ရေးမှူးဦးကျော်တင်ဝင်းနဲ့ရိုင်းမိုးစိန်မှုတို့ဟာနေအိမ်တိုင်းကိုလစဉ်ကြက်ငွေ3000တောင်းယူနေတဲ့အပြင်တက်ကြီးပေဝရရဲ့နေအိမ်တွေကိုလည်းငွေတောင်းယူတယ်လို့ဒေသခံတွေကပြောပါရယ်ဒါအပြင်စစ်မှုရန်တွေဝယ်ယူရမယ်ဆိုပြီးတောင်းယူတဲ့ငွေမှာ သဘောမူကြေးရွာအုပ်စုတွင်းမှာလစဉ်ကြက်ငွေ380ဝန်းကျင်ထိကောက်ခံနေတယ်လို့ဒေသခံတွေကပြောပါရယ်။ AR တိုင်းတွင်26မြို့နယ်ရှိပြီးစစ်ကောမရှင်ခအုပ်ချုပ်ရေးမှုအများစုမှာကြေးရွာပြည်သူစစ်ပြည်သူစစ်မှုရန်တွေအတွက် ထောက်ပံ့မှုနဲ့လူတွေဝယ်ယူဖို့လို့ဆိုပြီးအကြောင်းမျိုးမျိုးပြပြီးလက်ရှိချိန်ထိငွေတောင်းယူနေတယ်လို့ AR Time ကစုံစမ်းသိရှိရပါရယ်။